Hello ကျွန်တော်နာမည် Boys ပါယုံကြည်ရပါတာတရားနဲ့ဘုရားသခင်ကိုယုံကြည်ကိုးကွယ်ခြင်းဒီနေ့ကြောင့်ကြည်ရတော့ညီကောင်မောင်နှမများအဲ့ဒီခေါင်းစဉ်လေးအောင်ပါမြန်မာနိုင်ငံမိသားစုနဲ့ကျွန်တော်ညီကောင်မောင်နှမတွေအကုန်လုံးအရင်ဆုတောင်းပေးပါရစေကဲပေးကြည့်မှာမြန်ဆိုလုံခြုံချမ်းသာကြပါစေကျွန်တော်ယုံကြည်ရပါတာကိုအရင်စပြောပါမယ်ဆက်မပြောခင်ကျွန်တော်ခရစ်ယာန်ဘာသာဝင်တစ်ယောက်ပါလူတွေမေ့လျော့နေတဲ့ဘာသာတရားယူ ဆန့်ကျင်ပြုပြီးတော့တက်ဖြတ်ဖို့အတွက်ပဲလှုပ်ဆော်ပါတာဖြစ်မှုတွေပုံမှာလူတွေရဲ့စိတ်ကိုကြောက်ချထားတယ်ဆိုတာ တတိယဖို့အတွက်နဲ့ကောင်းသောဘက်ကိုလှည့်ပြီးတော့ကျွန်တော်တို့တွေအရင်မြစ်တာနဲ့ပဲပြောပြစေယုံကြည်ရပါတာဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်ပြောပြပါမယ်လူပေါင်းယုံကြည်ရပါတာတမိုင်းကဘာအရှိချောက်ဆုံးသောရာဇဝင်တစ်ပုဒ်ဖြစ်တယ်လူတွေရဲ့လေးထားရှောက်ဖွေနေတဲ့တဘာဝလောကကြီးနဲ့တက်ရှင်လှုပ်ရှားသွားလာနေကြတဲ့တဘာဝတွေအားလုံးရဲ့အတိတ်ဘယ်ကိုရှောက်ဖွေပေးနေတဲ့မှတ်တမ်းတစ်ခုလည်းဖြစ်တယ် တိတ်တန့်ချီတဲ့စာအုပ်ပုံတွေများမှာဟောင်းနှဲပြိုပြက်ဘုံအုံးနှင်းမြုပ်လျက်ရှိတဲ့မြို့ဟောင်းတွေကြားနေပြီးအုပ်ပုံကြောက်ပုံတွေထဲကနေပြီးတော့ဘာသာတမိုင်းအောင်မိမောင်းထိုးပြနေတဲ့တက်တေတာတကားတွေကိုခေဆက်ဆက်လူတို့ရဲ့စိတ်ရှိလက်ရှိနဲ့မမုံမပန်းနိုင်ရှောက်ပွေကြလို့တွေ့ရှိလာတဲ့အကြောင်းအရာတွေဖြစ်တယ်။သူတို့ရှောက်ပွေတွေ့ရှိတဲ့အရာတွေကဘယ်သူမှလည်းမငင်းမပယ်တန်တရားမပွားနိုင်တဲ့အချက်တွေကိုမှတ်တမ်းပြုထားတာ။ အဲ့ဒီမှတ်တမ်းတွေကခေအဆက်ဆက်နေရာအဆက်ဆက်အသက်ရှင်နေထိုင်ခဲ့တဲ့လူသားတွေပေါ်မှာယုံကြည်တက်ဝင်ရာဘာသာတစ်ခုဖြစ်လာတယ်။ကမ္ဘာပေါ်မှာလူမျိုးတိုင်းတွေမြေမြအရှိကြသော လူမျိုးနွယ်ပင် ဖြစ်သည်ဖြစ်စေယုံကြည်ကိုးကွယ်မှုတစ်ခုရှိတတ်ကြောင်းမနုဿဗေဒပညာရှင်တွေကပြောခဲ့တာ။ယုံကြည်တက်ဝင်ရာဘာသာကိုအတိတ်ပဲဖွင့်ဆိုရင်တမိုင်းသူတည်တီများနဲ့ ဘာသာပါမောက္ခတွေကအလုံးစ조사ကြတယ်။သို့တော့ယုံကြည်မှုနဲ့ခံယူချက်တွေမတူညီကြဘူး။ရေးသားပြောဆိုရစကားလုံးတွေများခြားနာကြတယ်။ဒလိထုံတန်ရိုးရယဉ်ကျေးမှုတွေကွဲပြားကြကြောင်းဘာသာရေးအတိတ်ပဲဟာတမျိုးတည်းဖွင့်ဆိုရင်လွန်ခက်ခဲတယ်လို့ဒီမနုဿပေရာပညာရှင်တွေကပြောခဲ့တာ။တပ်ပုံတထုံတိတ်ပဲကဘာသာဒီပုံမှန်မှတ်ရှုရင်နီကက်လေးလာရင်ဟုအတိတ်ပဲရှိတော့လက်တင်စလုံးကနေစဉ်းသက်လာတယ်လို့သိရတယ်။ ကိုကိုကိုဖရာသခင်နိုင်ဆွဲမြဲစွာစီကဲ့ချင်းဟုအဘိဓမ္မာလေဖွင့်ဆိုကြတယ်။တချို့ကလည်းလူသည်လူချင်းတတ်မှတ်မှုတနာအမှားတွေပြုရင်လည်းသူတို့ရဲ့ဘဝမှာပျောက်ဆုံးသွားသောဖရာနဲ့တရားကိုပြန်လှည့်လာခြင်းဟုအဘိဓမ္မာဖွင့်ဆိုနိုင်အောင် really green ဆိုတဲ့စကားလုံးကနေပြီးတော့ really jim ဆိုတဲ့စကားလုံးဆင်းသက်လာပါတယ်လို့ဘာသာပြန်ကြတာ။ဘာသာဆိုတော့လူရဲ့ဖရာသခင်ရဲ့ဟို ဆက်သွယ်ထားခြင်းဟုဆိုကြတာလူသားနဲ့ဘုရားသခင်ဆက်သွယ်မှုကလောကအစကြောင့်ရံကြီးတစ်ခုလုံးဖြစ်တည်မှုအတွက်လူကဘုရားသခင်ကိုမိကိုနေရတဲ့ဆက်သွယ်မှုမျိုးမပြောဘူးဘာသာဆိုတာတော့ကျင့်ဝတ်ရဲ့တိတ်ခါရဲ့ညီတော်ဆက်သွယ်မှုဖြစ်အတိညာရှိသောလူတွေဟာဘုရားသခင်ကိုမိခိုသူဖြစ်ကြောင်းတို့ဆက်သွယ်မှုကနေပြီးရရှိတဲ့တောင်းဝတ်တရားများကိုသိရှိရင်ဝန်ခံရတာ ဘာသာကိုမတိနားမလည်နိုင်သောသူဟာလူတဦးနေဖြင့်ပြည့်ပြည့်စုံစုံမပြောပြနိုင်တဲ့အကြောင်းအရာတစ်ခုကိုလူစကားနဲ့ရှင်းပြရတာတပံဘုရားသခင်ဘဟုမပြုပဲလူနဲ့လူအကျွတ်တရားတွေကိုသာဘဟုပြုကျင့်စောက်တည်ကြတဲ့လူတွေအတွက်ဘာသာကိုဘဝဇက်တိန်တာဒုက္ခချုပ်ငင်းရာအကျွတ်တရားကျင့်စဉ်လို့ဆိုပြီးတော့အဓိပ္ပာယ်ဖွင့်ဆိုကြတာရှိတယ်တခါတလေဘာသာသူတွေဒီအချင်းချင်းတွေက ကိုတိုင်ယုံကြည်ရာအမြင်ကိုသာလက်စလက်ကင်ဆန့်ကျင်မှုတယူတန်ဆန်ဆန်မိမိယုံကြည်ရာဘာသာအစစ်ဖြစ်ဤတပါးသူ၏ယုံကြည်ရာသည်ဘာသာစင်မဟုတ်ဘူးဆိုပြီးတော့ညင်းကြတယ်တချို့ကလည်းတပါးသူရဲ့ဘာသာမှာမိမိရဲ့ယုံကြည်ကိုးကွယ်ချက်တွေဟာမိမိဘာသာစကားလုံးတွေမပါဝင်တာကြောင့်မိမိဘာသာထက်မြင့်မြတ်တယ်ဆိုတာမရှိဘူးဆိုပြီးတော့ရောရောနောနောရှိတတ်ကြတယ်ဘာသာနဲ့ပတ်သက်ပြီးတော့အမျိုးမျိုးဝိဝါဒကွဲပြီးတော့ငါဆွဲဆွဲတော့တတ်ကြတယ် ဒါကြောင့်ဘာသာဟုမြန်မာလိုပဲခေါ်ခေါ်ကဘာသာ religion လို့ခေါ်ခေါ်ဘာသာတူမ religion ဒီလူနဲ့လူဒုက္ခလူအကျွတ်တရားလူပညာနဲ့အကျင့်တရားသာလျင်ပဒါနထားလျက်တဘောဝထက်တာလွန်ကဲသော လုံးဝအုတ်တုံပြည့်ပြည့်စုံလျက်လွန်းလွန်ကောင်းမွန်သောတဘောဝလုံးတစ္ဆာတရားများပြည့်ပက်ထားလျင်ဘာသာဆိုသောအတိတ်ပဲဒီပြည့်စုံနိုင်မည်မဟုတ်ဘူး ပြီးတော့လုံးဝအုတ်သွန်ပြည့်စုံလျက်အလွန်လွန်ကောင်းမွန်သောတဘောဝလွန်တစ္ဆာတရားများနဲ့ထိုတစ္ဆာရှင်တွေကပဒါနထားလျက်လူဒုက္ခလူပညာလူချင်းတာမညထားပြီးတော့ဘာသာဆိုတဲ့စကလုံးအတိတ်ပဲရှိနေနိုင်ပြုလုပ်ထားတာလူနဲ့လူသားလျင်ဘို့ဟုထားတော့ကြောင့်19ရာစုအစပိုင်းကစပြီးတော့ကမ္ဘာနေရာတည်တည်မှာဘာသာဝါဒအစ်စ်မျိုးစုံ ပေါ်ပေါက်လာခဲ့တယ်ဒုဘာသာဝါဒတွေက ဘာသာနဲ့လူတွေလူခန့်စားချက်တွေလူပညာတွေရလက်ဖြစ်ကယူဆပြီးတော့သူတို့ရဲ့ပတ်ဝန်းကျင်တွေကိုအခြေခံထားပြီးတော့ဘာသာကိုစီးပွားရေးဗေဒနဲ့စိတ်ပညာဗေဒလူမှုရေးဗေဒပြီးတော့ဓမ္မဗေဒဆိုပြီးတော့စာထုတ်ခဲ့ကြတယ်ဘာသာတခုကတော့တဘာဝတက်တာလွန်ပြီးတော့အုတ်တို့ကောင်းမွန်နေတဲ့တဘာဝလွန်တရားကိုသာပဒနာထားပြီးတော့လူနဲ့လူပတ်ဝန်းကျင်တွေကိုလုံးဝပြစ်ပယ်ထားလျင်အဲ့ဒါတော့ဘာသာတရားမဟုတ်တော့ဘူး တတ်တတ်ပေတာသာဖြစ်တယ်။ဘာသာတရားတိုင်းကတော့တဘာဝလုံးသူကယ်ဆုံးဖြစ်ပြီးတော့အပွဲအကြောင်းအရာတွေနဲ့ပဲနှီးမျိုးစုံတင် जा နေကြတယ်။အဲ့ဒါကိုသိပ္ပံဤပညာတွေကနေပြီးတော့ဆင်ခြင်တုံတရားတွေရောလုံးဝဆန်းသက်လို့မရဘူးလို့ဆိုလိုထားတာ။ဘာသာတရားတွေကတော့မျက်မှောက်ကာလမှာကဘာအတွက်မဟုတ်ဘဲနဲ့နောက်တမလွန်မှာပြည့်စုံကောင်းမွန်သော လောကုတ္တရာ အရေးအတွက်ဖြစ်တယ်လို့လည်းဆိုလိုကြပြန်တယ်လူကျင်ဝတ်တွေကိုဘာသာတတိယနေလူတွေလိုက်နာကြရင်လူသားအဖွဲ့အစည်းတခုလိုတိုးတက်ကောင်းမှုပြီးတော့လူတွေရည်စူးထားတဲ့အနာဂတ်တွေလည်းကောင်းမွန်လာနိုင်မယ်အခုကျွန်တော်ပြောပြတဲ့အကြောင်းအရာတွေကတော့ယုံကြည်ရဘာသာ believe if worship of a god ဘုရားသခင်ကိုးကွယ်ယုံကြည်ခြင်းအဲ့ဒီအတိတ်တွေဖြစ်တယ်အဲ့ဒါတွေကိုကျွန်တော်စာရေးဆရာဆရာတော်မာကုတင်ဝင်းရဲ့စာအုပ်ကနေပြီးတော့ကောင်းလို့ပြပြထားခြင်းဖြစ်တယ် ဘာသာတရားပေါ်မှာအကုန်လုံးယူဆထားတဲ့ယူဆချက်တွေကတော့အတူတူပဲဒါပေမဲ့ယခုယနေ့ဖြစ်ပျက်နေတဲ့ဖြစ်ပျက်တွေပေါ်မှာဘာသာတရားတွေအကုန်လုံးကလုံးဝပြစ်ပတ်ထားတယ်လို့ဖြစ်ပြီးတော့မှဘာသာတရားကိုဆိုင်ဖို့စိတ်တွေဆိုတာလည်းမရှိတလောက်ပဲဖြစ်နေပြီနော်ဒါကြောင့်မလို့ကျွန်တော်တတိပေးပါတယ်အကုန်လုံးကျွန်တော်ချီရစတော့ညီကိုမောင်နှမတွေဘာသာတရားကိုပြန်လည်ကန်ဆိုင်ပြီးတော့ကိုယုံကြည်ရဘာသာတရားကိုကိုလဲဝယ်မြဲမြဲဆွဲထားပြီးတော့မကောင်းခြင်းတရားတွေကိုရယူဖို့အကြံပြုပါတယ် အေဂျင့်တို့ဘွားများပိုင်ဆိုင်ကြပါစေနောက်ပေါ်မှာတွေ့ကြမယ်